အင်းစိန်မြို့နယ်ရှိနေအိမ်မှငွေကျပ်6သိန်းနဲ့ငကတ်တရံခိုးယူခဲ့တဲ့လူငယ်တအူကိုလှမ်းသာယာမြို့နယ်တွင်ဖမ်းမိရလို့မက်ရှလ22ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှသိရပါဗျ။ဖြစ်စဉ်မှာရဲတပ်ဖွဲ့ကလှမ်းသာယာမြို့နယ်အတွင်းခိုးမှုလူရက်မှုနဲ့ကပိုက်နိုင်မှုများကျူးလွန်ထားသူတွေဖမ်းဆီးရမိရေးဆောင်ရွက်စဉ်လှမ်းသာယာမြို့နယ်ခုနှစ်ရက်ကွက်ရှိရွှေဆိုင်တဆိုင်မှာကိုပိုင်ခေါ်ပိုင်စီရဲထွန်းဆိုသူကရွှေရဲပစ္စည်းတွေရောင်းချနေရလို့တည်င်းအရာရဲတပ်ဖွဲ့ကတွားရောက်စစ်ဆေးခဲ့ရလို့သိရပါဗျ။ ဲ့လိုတွားရောက်စစ်ဆေးခဲ့ရာကိုပိုင်ခေါ်ပိုင်စီရဲထွန်းဆိုသူကိုကြောက်ဖြူပါနှကတ်တရံငွေကျပ်6သိန်းလုံးနဲ့အတူတွေ့ရှိရာကြောင်းစစ်ဆေးရာပိုင်ဆိုင်ချောင်းပြောဆိုနိုင်ရင်မရှိပဲအဆိုပါငွေကျပ်6သိန်းနဲ့ရွှေရဲပစ္စည်းများကိုအင်းစိန်မျိုးနဲ့ဖော့ကန်ရက်ကွက်အောက်မင်္ဂလာတုံးလမ်းရှိနေတဲ့အိမ်မှာခိုးယူလာခြင်းဖြစ်တယ်လို့စစ်ဆေးပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။လက်ရှိတွင်ခိုးမှုကျူးလွန်သူကိုပိုင်ခေါ်ပိုင်စီရဲထွန်းကိုအင်းစိန်မျိုးမှရဲစခန်းတွင်ပ449မြင်းဆောင်2000စက္ကွန်ရာသတိပုံမှ380ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိရလို့သိရပါဗျ။